ဖြစ်တော့ရဲ့ကြည့်ပါဦးနော်။ငါမုတ်ဆုံးမပြားလို့ပြောပါတယ်။မုတ်ဆုံးမပြားတဲ့ကြည့်ပါဦး။မစီရဒီရစင်ပေါ်ရွာတောင်းမေးကြည့်ရနော်။အဲ့လိုကြီးမတင်တာလဲဆိုတော့သူကပြီးတင်လို့မရပါဘူးတဲ့။မုတ်ဆုံးမတည်ထားခဲ့တဲ့ပြားပါတဲ့နော်။မုတ်ဆုံးမတည်ထားခဲ့တဲ့ပြားမုတ်ဆုံးမစင်စာတိုက်ထားတယ်တဲ့။သူ့ရဲ့မျိုးရိုးစင်ဆက်မဟုတ်လို့ရှင်ဘယ်သူမှကြီးတော်တင်လို့မရစေရဘူးပေါ့။အဲ့လို သင်္ချာတိုက်ထားတဲ့ခါကျတော့လူပဲတင်တယ်ပြီးတော့တင်လို့မရဘူး။ပြီးရင်ထုံးတင်ကမကတ်လို့ရတာ။အထုံးတင်ကတော့ကတ်ထားတာပေါ့နော်။နောက်ပြီးတော့ဒီပြားရှေးဟောင်းပြားတဲ့ရှေးဟောင်းပြားပါဒီပြားရှေးဟောင်းပြားခုနှစ်တက်ခရစ်တော်မတည်ဘူးလေနော်။ပြီးတော့ဘုရားလေးဆုံနဲ့ပုံကြီးချောင်းတွေကရေထဲကိုတိုက်စားပြီးပါသွားတာ။ဒါကျတော့ဘုရားဒီတစုပဲကြံခဲ့တာ။မုဆုမတ်တဲတဲ့ဘုရားတစုပဲကြံခဲ့တာလေနော်။ရှေးဟောင်းပြားလေးဆုံနဲ့ပုံကြီးချောင်းတွေက ညင်တိုက်စားပြီးပါသွားပြီးတော့ဒီဘုရားတဆူပဲကြံခဲ့တာလူဆုံးမဘုရားပါအားကြောင့်မို့သူကတင်စားတိုက်ထားလို့သူ့ရဲ့မျိုးရိုးဆင်ဆက်မဟုတ်ရင်ဘူးမှသူ့တော်တင်လို့မရစေရဘူးပေါ့နော်အားကြောင့်မို့ဘုရားကသူ့တော်တင်လာသင်ထားခြင်းမရှိပါဘူးနော်ကြည့်ပါဦး